ရန်ကုန်မြို့လမ်းမြိုင်ရထားခရီးစဉ်များယနေ့ရှာရီဖြတ်သိမ်းထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကိုဒီကနေ့ရှားပြီးဖြတ်သိမ်းထားတယ်လို့မော်လမြိုင်ပူသာကြီးကတရားပါထိန်အဆိုပါရန်ကုန်မော်လမြိုင်ရထားလမ်းပေါ်ရှိနှင်းပလဲပူသာနဲ့တောင်စုံပူသာအကြားမိုင်ထိုင်132မြင်းဆောင်137ကြားရှိတံတားအမှတ်65ပေ80တံတားကိုမတမာသူတဆုကဒီကနေ့မေလ6ရက်မှာမိုင်းခွဲဖြတ်စည်းလိုက်တာကြောင့်ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကိုရှားပြီးဖြတ်သိမ်းလိုက်ရတယ်လို့ဆိုပါထိန် ဒါအကြောင့်ဒီကနေ့မေလ6ရက်မနက်7နာရီခွဲအချိန်မှာ မော်လမြိုင်ဘူတာကြီးကနေ ရန်ကုန်ဘက်သို့ထွက်ခွာမဲ့အမှန်80နှစ်အစုံရထားနဲ့ရန်ကုန်ဘူတာကြီးမှမော်လမြိုင်သို့မနက်6နာရီခွဲမှာထွက်ခွာမဲ့အမှန်81အစံရထားတို့ကိုယာယီဖြတ်သိမ်းလိုက်ရတယ်လို့သိရပါတယ်။အဆိုပါခရီးစဉ်တွေရဲ့သူကဝယ်ယူထားတဲ့ရထားလက်မှတ်ခငွေတွေကို မော်လမြိုင်ဘူတာကြီးနေချင်းလက်မှတ်ရုံမှာမနက်9နာရီခန့်နေ10နာရီအထိ 便被你列入第二把锤子。